င်္ဂလာပါရှင်။မိုးသားချက်နယ်ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်။နိုင်ငံတော်အစိုးရနဲ့တအောင်အကြံဖက်လက်နက်ကိုင်အဖွဲ့ TNN လေးဟာအော်တိုဘာလ29ရက်နေ့မှာအပြစ်ခတ်ရစရေးစာချုပ်လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။ဒေသပိုင်းထဲမှာတော့နိုင်ငံတော်အစိုးရနဲ့ TNN လေးအဖွဲ့ကြားအပြစ်ခတ်ရစရေးရယူကြရနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတုံ့တက်ပြောဆိုမှုတွေရှိနေတယ်လဲဆိုတာကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးတောက်ချန်နယ်ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါဦးရှင်။ပြည်သက်ကြီးရဲ့တမ်းတော်ရဲ့ပြင်းထန်တဲ့တိုက်စေးကြောင့်စောက်ခွာထွက်ပြေးတဲ့ရှင်နေရဲ့တအောင်အကြမ်းဖက်လက်နက်ကင်အဖွဲ့ TNL ဟာလက်ရှိချိန်မှာအပြေခတ်ရက်စဲရီကိုလက်မဲ့ရေးထိုးလိုက်တယ်လို့သိရပါတယ်။ TNL နဲ့ပူးပေါင်းအဖွဲ့တွေဟာတမ်းတော်ရဲ့ပြင်းထန်တဲ့တိုက်စေးကိုခုခံနိုင်အောင်ကြိုးပမ်းခဲ့ပေမဲ့အောင်မြင်မှုမရပဲဇူလိုင်လနောက်ပိုင်းတွေက ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေကိုတမြို့ပြီးတမြို့လက်လွတ်ခဲ့ရပြီးနောက်အပြည့်ကရဲစဲရေးသဘောတူညီလက်ခံခဲ့ရဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့အကြာဝင်ကိုညီမှုနဲ့ဒုတိယဗိုလ်ချုပ်ကြီးကုကူဦးဦးဆောင်နဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့နဲ့ TNA အဖွဲ့ခေါင်းဆောင်တို့ဖြစ်တဲ့တားချုပ်ကြားဦးဆောင်နဲ့ကိုယ်စားလှယ်အဖွဲ့ဟာတရုတ်နိုင်ငံကုမင်းမြို့မှာပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့နဲ့28ရက်နေ့မှာကိုကြိမ်မြောက်ဆွေးနွေးခဲ့ပြီး အပြည့်ကရက်စရေးစာချုပ်လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။အပြည့်ကရက်စရေးသဘောတူညီမှုတွေထဲမှာ TNL အဖွဲ့က၎င်းတို့ယာယီထိန်ချုပ်ထားတဲ့မိုးကုန်းနဲ့မိုးမိတ်မြို့တွေကိုပြန်လည်လက်လွတ်ပေးကစိုးခွာရမယ်အပြင်တအောင်းဒေသကိုလည်းတမ်မတော်ကလေရင်နဲ့ပုံကျဲခြင်းထိုးစစ်စင်တိုက်ခိုက်ခြင်းတွေမပြုတ်ဘူးဆိုတဲ့အချက်တွေပါဝင်နေရလို့သိရပါတယ်။တမရော်နဲ့တအောင်လနဲ့ကိုင်းအဖွဲ့ကြားတပ်ဖွဲ့တွေကြားအပြည့်ခက်ရစရည်ကို2025ခုနှစ် အော်တိုဘာလ29ရက်နေ့ည7:00နာရီကစတင်ပြီးတော့နှစ်ဖက်ရောက်ရှိတဲ့နေရာမှာရပ်တန့်ကအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲရမယ်လို့သိရပါတယ်။နိုင်ငံတော်အစိုးရနဲ့ TNL အဖွဲ့ကြားအပြစ်ခတ်ရပ်စဲရေးရယူခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့တမ်ရော်ကိုအားပေးဝန်ရံသူတွေအပြင် TNL အဖွဲ့ဝင်တွေကြားမှာထင်မြင်သုံးသက်ချက်အမျိုးမျိုးကိုလူမှုကွန်ရက်မှာရေးသားဖော်ပြလျက်ရှိနေပါတယ်။ TNL အဖွဲ့ကောင်းဆောင်တာဖုံကျော်ဟာ၎င်းတို့အသာစီရရှိနေခြင်းတုံးက တမရောင်အပေါ်လှောင်ပြောင်တဲ့ post တွေကိုလူမှုကွန်ရက်မှာရှင်းသားဖော်ပြခဲ့ဖို့ပေမယ့်လက်ရှိချိန်မှာတော့အပြစ်ကရစရေရယူခြင်းနဲ့ပတ်သက်ပြီးတော့ရှင်းသားဖော်ပြတာမျိုးမရှိသေးပါဘူး။ဒါပေမဲ့ TNL အဖွဲ့နဲ့နှိစက်တဲ့ရွှေပြည်မြေသတင်းဌာနရဲ့သတင်းထောက်တူဖြစ်တဲ့မိုင်းအနိုင်ကတော့စကားစားနဲ့ TNL ရဲ့အပြစ်ကရစရေသဘောတူညီချက်ဗန်နေကုံစုံမလဲဆိုတာထုတ်ပြန်ချက်တည်းမတွေ့ရပါဘူး။လက်ရှိဒီချင်းဒီအခြေအကြောင်ကတော့စင်းမြေပြင်များပြားတဲ့စကားစအတွင် TNL ဘက်ကို အလုံးအရင်ထိုးစစ်ဆင်နေမှုရပ်တန့်ဖို့လိုအပ်နေသလိုတနည်းကျော်ထိရှမ်းမြောက်မှာ စကစရဲ့ထိုးစစ်ကိုမနာတမ်းခံနေရတဲ့တရနယ်လေးအတွက်လဲပွဲပန်းလို့နားရမယ့်အနေအထားမျိုးဖြစ်နေရပြီးတော့တရုတ်ရဲ့ပါဝင်ပတ်သက်မှုကြောင့်နားရတာဖြစ်တယ်လို့ယူဆရပါတယ်တရော့စကားစထွန်းစီဟာတခြားဘက်ကိုဦးတည်သွားနိုင်ပြီးတော့အပြည့်နိုင်ဆုံးကတော့ AA နဲ့အင်အားကြီးမှလာနိုင်တဲ့ PDF တပ်ဖွဲ့တွေဖြတ်ပါတယ်။စကားစကမိုးကုံးနဲ့မိုးမေကိုမဖြစ်မနေရအောင် တရုတ်ထံတောင်းယူရခြင်းဟာအောက်ပြည်ဒေတာနဲ့အထက်ဒေတာကိုအဆက်အသွယ်ဖြတ်လိုက်လိုခြင်းဖြစ်တယ်လို့ယူဆရပါတယ်။စာကားစာအခုလိုအပြည့်ရခြင်းဟာလိုအပ်ချက်အရဖြစ်ပြီးသာရတရားနယ်လေးကိုအခုလိုမျိုးပေးထားမှာမဟုတ်ပါဘူး။သူယူဆချက်ကတော့အပြည့်ရထားမယ်။ကြံအဖွဲ့တွေကိုတစ်ဖွဲ့စီချွေမယ်။ပြီးရင်နယ်မြေတွေရထားတဲ့တအောင်းအပါကိုကန့်တွေကိုပါနေကြားဆောင်တက်ပြောင်းခိုင်းမပြောင်းရင်တွေ့မယ်ဆိုတော့ယူဆချက်ရှိပုံရှားပါတယ်။ဒါတွေကိုလည်းတာဝန်ရှိသူတွေတွေးပြီးဖြတ်ပါလိမ့်မယ်။ ဥဟာကနှစ်ဖက်အပြည့်ရတာတဲ့ထမင်းဝဝစားထားမယ်။အေးဝဝအိတ်ထားမယ်။အာပြည့်အောင်နှစ်ဖက်လုံးကလှုပ်ထားကြပုံပါပဲလို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာသုံးသက်ရှင်းသားထားပါတယ်။တမ်မရော်နဲ့အပြည့်ခက်ရက်စရေးရယူခဲ့ရခြင်းနဲ့ပတ်သက်ပြီးတော့ TNL လက်နက်ကင်အဖွဲ့ဝင်တွေဟာရှာလက်နက်ကင်အဖွဲ့ SSPP ကိုမကြည်မနက်ဖြစ်ပြီးပြစ်တင်ဝေဖန်တာမျိုးတွေနဲ့ရှင်းနေခဲ့ပါတယ်။ TNL လက်နက်ကင်အဖွဲ့ဝင်တအုပ်ဖြစ်တဲ့ညီစနိုက်ပါအမည်ရှိရဲ့ Facebook အကောင့်တစ်ခုကလည်း PDF နဲ့ DBNL မဟာမိတ်အပေါင်းအတွေ့စိတ်မကောင်းပါဘူး။ရွေးချယ်စရာလဲဒါပဲရှိတော့တာမို့ပြည်သူတွေကိုငဲ့ညာတာရဲ့စစ်ပန်းကြီးရဲ့ခလေးတွေရဲ့မန္တလေးသိမ်းဖို့မဟာအိမ်မက်ကြီးလဲတဖြည်းဖြည်းဝေးဝါးလာပါပြီ။ SSPB ကိုတော့ဒီကနေစင်စင်ကြင်ကြင်နေဖို့မှားလိုက်ပြစီလို့ပြောပါတယ်။တအားပလောင်လူမျိုးတအူဖြစ်တဲ့ My Assign စုသူတအူကတော့ဒီပွဲတဲ့ဒီမြင်းကနှစ်နှစ်ကြာအောင် ပြေးလွှားရတာပန်ရောပေါ့ချွေးတွေလည်းခမ်းလို့နေနေပါပဲဒီပြန်ပွဲတဲ့ပြေးရတဲ့အခိုက်ပါ ဖေးမကူညီခဲ့တဲ့ညီနောင်တွေရဲ့ကျေးဇူးမမေ့အပ်သလိုနှောင်းရက်ခဲ့သူတစုံတဦးကိုလည်းကွက်ကွက်ကွင်ကွင်မှတ်ထားရမယ်။တေးကြတဲ့ဒီမင်းဟာရေတောက်နာပြီးရင်ကျွေးမိဆက်ဖို့ထက်ပြေးရအောင်မယ်လို့ပြောပါတယ်။နိုင်ငံတော်အစိုးရနဲ့ TNL လည်းနဲ့ကိုင်အဖွဲ့သားအပြည့်ခက်ရစေးရနောက်ထပ်ထိုးစစ်တွေအတွေ့အောင်းမွေးဖို့အချိန်ယူဖို့အတွေ့ဆွေးနွေးတာအပြည့်ခက်ရစေးလောက်တာမျိုးဖြစ်တင်ဖို့လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။လေလာသူတအူကတော့ဆွေးနွေးကြတယ်။နေကြရေးတိစောက်ကြရေးဆိုတာကောင်းပါတယ်။ ဒါပေမဲ့မြမပြေကငင်းချမ်းရေးဆိုတာအားပြန်မွေးဖို့အချိန်ယူတဲ့သဘောမျိုးပဲဖြစ်နေတတ်ကြတယ်။ငင်းချမ်းရေးရှုမယ်အားပြန်မွေးမယ်အားရှိရင်ပြန်တွေ့မယ်အားနေရင်ငင်းချမ်းရေးပြန်ယူမယ်ပြန်အားမွေးကြမယ်ဒီလိုနဲ့မြမပြေရဲ့ပြည်တွင်းစစ်သမားဟာတက်ဆိုးရှိနေကြတယ်။မြမပြေမရဲ့နိုင်ငံရေးရည်ချင်းကိုလိုက်ပြီးပြည်တွင်းစရာမိထထပြန်တောက်တဲ့သဘောရှိရဲ့။1948လွတ်လပ်ရေးရပြီးတဲ့ကပြည်တွင်းစစ်တပါးတွေတွေ့ပြီးခဲ့တဲ့ပြဿနာဟာ အခု2025ထိပဲ1950ကာလတွေမှာခါစာပါလာရဲ့အာနာချိနဲ့မှုအောက်မှာပြည်တွင်းစစ်မီအကြီးကျယ်တောက်ခဲ့တဲ့ရန်ကုန်အစိုးရလိုခေါ်ခံရလောက်တဲ့အထိဗဟိုအစိုးရအာနာချိနဲ့ခဲ့တဲ့တပံ1960နှစ်မှာဦးနေဝင်းအာနာသိမ်းမှုဖြစ်စဉ်ပြီးနောက်နောက်တကြောပြန်တောက်တဲ့1960ရွေးကောက်ပွဲမအောင်မြင်မှုအပေါ်မှာလဲစစ်မီတကြောပြန်တောက်သလိုလက်ရှိ2021ဖြစ်စဉ်အပြီးနောက်မှာလဲပြည်တွင်းစစ်တကြောမီးပြန်တောက်ပါတယ် လက်ရှိ2021ရဲ့အချိန်ဟာမီးညွန့်ကျိုးချိန်ရောက်နေပါပြီ။မီးတိတ်သွားတော့မဟုတ်ပါဘူး။ကောက်ရိုးမီးလိုတမြင်းမြေးတောက်ပြီးအချိန်ဆောင်နေကြအောင်ပါပါ။ပြည်မရဲ့နိုင်ငံရေးအားနည်းချိန်ချိနဲ့ချိန်မှာတပံပြန်တောက်လာနိုင်ပါသေးတယ်။ဒီတော့အဆွေးနွေးကြတယ်၊ညှိနှိုင်းကြတယ်ဆိုရမှာစတေနာမှန်ကြဖို့ဒီပြည်တွင်းစစ်ကြီးအပြီးသက်ခြုံငင်ဖို့အင်မတန်အရေးကြီးပါတယ်။အားမွေးဖို့တသက်ဆွေးနွေးတာမျိုးဆိုရင်တော့လုံးမနေကြပါနဲ့အပီးတခါတည်းစော်ကြတာမှကောင်းကြပါလိမ့်မယ်လို့ ၎င်းရဲ့ Facebook လူမှုကွန်ရက်မှာသုံးသပ်ရှင်းသားထားပါတယ်။တောင်အကြံဘက်လက်နက်ကိုင်အဖွဲ့ TNN လေးဟာ2023ခုနှစ်အောက်တိုဘာလမှာစတင်ခဲ့တဲ့တဲတောင်ညာနှစ်ကွန်စစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်းတိုက်ပွဲတွေကိုနှစ်နှစ်ကြာတိုက်ခိုက်ခံခဲ့ရတဲ့အတွက်စစ်ပန်းလူပန်းနဲ့လက်နက်ခဲယံလူအချက်များစွာရှိနေတဲ့အတွက်အာနဲ့လူအပ်ချက်တွေကိုပြန်လည်ဖြစ်စေနိုင်အောင်အချိန်ယူဖို့အတွက်အပြည့်ခက်ရစဲတာမျိုးဖြစ်ပေရှိရလို့တမ်ဘရာကိုအားပေးထောက်ခံသူတွေကြားမှာလဲတုံ့တက်မှုတွေလည်းရှိနေပါတယ် တအောင်အကြံဖက်လက်နက်ကင်အဖွဲ့ TNL ဟာ၎င်းတို့ရဲ့လိုအပ်ချက်တွေကိုဖြစ်တင်ဖို့နဲ့အနားယူအားပြေဖို့တွင်အပြည့်ခက်ရက်စရေလောက်တာမျိုးဖြစ်တဲ့အတွက် TNL အဖွဲ့ကိုရှားနှုံးပြည့်ယုံကြည်လို့မရဘူးလို့ဆိုကြပါတယ်။တမ်ရာကိုအားပေးထောက်ခံသူတအုပ်ဖြစ်တဲ့တက်ထွန်းအောင်အမီရှီရဲ့ Facebook အကောင့်တစ်ခုကတော့အားမွေးဖို့အနားပေးရလားတမ်ရာကလက်နက်ကင်အကြံဖက်တွေနဲ့ဟန်ပြစစ်တိုက်လှုပ်ပွဲကစားနေကြလို့ပြည်သူပြည်သားတွေပြောနေကြပြီ။ NCA လှုပ်ပြီးတပုံမွေးခဲ့ကြတာ တစ်တုံညာနှစ်ခုဆက် လမ်းမှာသဘောမပေါက်ကြသေးရလားအမတ်မရှိကြရလားဘသူ့ကျိုးအတွက်အပြည့်ရက်ကြတာလဲမိကျိုးကအစာခိုးတဲ့ပလောင်တပုံကိုရှုံကြည့်ရပလောင်လေးအလွန်မဟုတ်ဘူးနှစ်ခါသုံးခါစားလဲဘာမှမသိပဲစားတဲ့သူရဲ့အပြစ်ပဲဈားတဲ့ကပြည်သူတွေကဘဝအပြစ်ခံပေးရတဲ့သူအသက်ပေးရတဲ့သူနဲ့ကျွန်တော်သာဆိုပလောင်ကိုတနှက်ဆိုတဲ့စကားကိုမကြားရအောင်လုပ်ပစ်တယ်လို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာတုံသက်ရှင်းသားထားပါတယ်။တမ်ဘရစ်ကြောင်းတွေရဲ့ပြင်ထန်တဲ့တိုက်စစ်ကြောင့် အတင်းနာနေတဲ့ TNL အဖွဲ့ကိုလက်ရှိချိန်မှာအပြည့်ခတ်ရက်စရေးစာချုပ်ထုတ်မဲ့အစားလက်နဲ့အပီးတိုင်ဆွလို့ခိုင်းရမယ်လို့လည်းသုံးသက်ပြောဆိုတာပဲလည်းရှိနေပါတယ်။တမ်ရော်ကိုအပီးထောက်ခံသူတဦးဖြစ်တဲ့မိုဟာမက်ကျော်ကြီးအမည်ရှိရဲ့ Facebook account တစ်ခုကလည်းပလောင်နဲ့အပြည့်ခတ်ရက်စဲတဲ့စာချုပ်ထုတ်တယ်လို့ပလောင်ဘက်ကထုတ်ပြန်လာတယ်။ငါတို့ကတော့တိုက်ယူစီချင်တာညှိပြီးပြန်ဆိုးခွင့်ပေးကြအကြောင်းမရှိဘူး။အေးအေးကြမ်းကြမ်းဆုတ်ချင်ရင်ဘုံအကျဲမခံချင်ရင်ပလောင်တွေလည်းနဲ့စွန့်ဒါပဲ။ ဗမာတွေတောက်မက်မရှိတာကြတယ်။ဂုံသိခါလည်းကြတယ်။ကြာဆုံးသွားတဲ့ရဲဘော်ရဲဘက်တွေသူတို့တွေရဲ့မိသားစုဝင်တွေနဲ့ပြည်သူတွေမျက်နှာကြည့်တဲ့နေ။တပုံကပေါ်တင်စစ်ကြီးညာပေါ်တင်တိုက်ပြီးမျိုးရီတောင်သိမ်းပြီးအုတ်ချုပ်ခဲ့တာ။ကိုပြန်တိုင်းနိုင်တဲ့အခါမှာတိုင်းသားစီလုံးကြီးညွတ်ရေးရှေ့ရှုတယ်ဆိုတဲ့စကားလုံးနဲ့ဖြည့်သိမ်းဖို့မကြိုးစားပါနဲ့။ရန်သူကမကြေနပ်ရင်ပြန်တိုက်ယူဆိုပြီးစိန်ခေါ်ခဲ့ရနော်။လူမျိုးရေးလည်းသူတို့ကစာစင်ခေါ်ခဲ့တာ။စစ်နိုင်အောင်တိုက်ချင်းနေပဲကိုလူတွေရဲ့သွေးတွေချွေးတွေ ညှင်းနာမှုတွေပေါ်ဖြေသိမ့်ပေးပါနိုင်ငံနဲ့လူမျိုးကိုဂယုမစိုက်ကြောင်းပေါ်တင်စော်ကားခံခဲ့ရတော့ record တွေက Facebook ပေါ်မှာဂူတီကြံနေတော့မေးပြလို့သုံးသက်ရှိတာထားပါတယ်ဘလိုပင်ဆိုနေစေကမူတအောင်လက်နဲ့ကိုင်းအဖွဲ့တရနန်ဤအဖွဲ့ဟာအပြေခတ်ရစရေးသဘောတူညီချက်တွေကိုဘလောက်ထိလိုက်နာမလဲဆိုတဲ့အချက်နဲ့သဘောတူညီမှုတွေကိုချိုးဖောက်မှုရှိလာမယ်ဆိုရင်တမရော့ဘက်ကဘလိုမျိုးတုံ့ပြန်ဆောင်ရွက်မလဲဆိုတာစိတ်ဝင်စားပွဲစောင့်ကြည့်ရပွဲရှိနေပါတယ်ရှင်